မြမနွေဦးခရိုနီကယ်နိုဝင်ဘာ30ရက်နေ့မြင်ကွင်း NUG ဘာလဲဘယ်လဲနေမြေဦးတော်လိုင်းရေးအလားလားဆေယနာတိမ်ပြီး2လခွဲကြာမှဖွဲ့စည်းခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့9နှစ်နီးပါးကာလကိုရောက်ရှိလာချိန်မှာပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုအပ်နေကြောင်း NUG ထောက်ခံသူတွေထဲကရောမြေဦးတော်လိုင်းရေးကိုထောက်ခံသူဆေယနာရှင်စနစ်အဆုံးသက်ရေးကိုကြိုးပမ်းနေသူတွေကထုတ်ဖော်ပြောဆိုလာကြတာပါ NUG ပြုပြင်ပြောင်းလဲရေးဘာကြောင့်လုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်လုံတဲ့တယ်ဆိုတဲ့အကြောင်းမျိုးမျိုးရှိကြပါလိမ့်မယ်။အဓိကအကြောင်းရင်းကဆရာနာရှင်စနစ်အဆုံးသက်ရေးရွေးချက်ကိုမြန်မြန်ဆန်ဆန်ရောက်ရှိဖို့အတွက်လက်ရှိဖွဲ့စည်းလှုပ်ဆောင်ပုံတွေကိုပြုပြင်တင်တယ်ဆိုတဲ့အမြင်ကရေပုံရအမြင်ဖြစ်ပါလိမ့်မယ်။တချို့ကလေ NUG ကပုံမှန်ကာလအစိုးရပုံစံမျိုးဖွဲ့စည်းထားပြီးတော်လန်ဤကာလအစိုးရအသွင်တံမရှိတာကြောင့်တော်လန်ရေးကိုရှေ့ရအောင်မလုပ်ဆောင်နိုင်ဘူးဆိုတဲ့အမြင်မျိုးလေးရှိနေကြတာကြားသိရပါဗျ။ နောက်မြင်တရက်က NUG ရဲ့ရီမန်းချန်နယ်ပန်းတိုင်ကစည်ရေးရအောင်မြင်မှုကိုအဓိကပန်းတိုင်ဖြစ်ထားရှိတယ်ဆိုရင်စည်ရေးအောင်မြင်မှုရရှိဖို့အတွက်စည်ရေးတွေ့ကြုံရှိသူကျွမ်းကျင်သူတွေကိုဥဆောင်တင်နေဆိုတဲ့အမြင်မျိုးလေးရှိနေကြတာဖြစ်ပါတယ်။လက်ရှိစည်ရေးကောင်းဆောင်တာဝန်ယူထားသူတွေကစည်ရေးတွေ့ကြုံရှိသူတွေမဟုတ်တာကြောင့်ဒီတာဝန်တွေကိုစည်ရေးတွေ့ကြုံရှိသူကျွမ်းကျင်သူတွေကို ပေးတင်တယ်လို့ရှုမြင်ကြတာဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲတဲ့နယ်လို့မြင်နေအခြားသောအမြင်တရက်ကမလိုအပ်တဲ့ဝင်ကြီးဌာနတွေဖြုတ်ပြီ ြစ်ကြစ်လေးလေးနဲ့ဖွဲ့စည်းတင်နေဆိုတဲ့အမြင်ဖြစ်ပြီးတချို့ကတော့ဝင်ကြီးဌာနတွေများပြားနေခြင်းကအစိုးရအဖွဲ့လက်ပတ်မှုအတွက်အပိုကုန်ကြေးတွေဖြစ်စေတယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်။ နောက်ဝေဖန်မှုတချို့ကတော့ NUG အနေနဲ့အလူကန်ရရှိတဲ့ငွေကြေးတွေရန်ပုံငွေတွေပြည်တွင်းထိန်းချုပ်နယ်မြေတွေမှာကောက်ခံရရှိတဲ့အခွန်ငွေတွေကိုစနစ်တကျစီမံခန့်ခွဲမှုအားနေပြီးအလွဲသုံးစားမှုတွေမျက်မျှတတခေါ်ဝေမှုမရှိတဲ့အချက်တွေကိုထောက်ပြပြီးပြုပြင်ပြောင်းလဲမှုလုပ်တဲ့နေဆိုတဲ့ဝေဖန်ထောက်ပြမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ ဒေါ်လာ1ကလာ9နှစ်နေပါရောက်ရှိလာချိန်မှာငွေကြေးလဲတုံးစားမှုတွေနဲ့ဖန်းစည်းခံခဲ့ရတဲ့ခရိုင်မြို့နယ်အစဉ်ပါကာဖာပါဖာတွေပေါ်ထွက်လာနေပြီးအလွဲတုံးစားလုပ်တဲ့ငွေကြေးပမာဏကလည်းတက်ငွေ3000ကျန်းကနေ1000ကျန်းအထိရှိလာနေတဲ့အဖြစ်အပျက်တွေကအထက်ကအမြင်တွေကိုအထောက်အကူပြသတာဖြစ်ပါတယ်။ NUG ရဲ့နိုင်ငံရေးယာတုခန့်ထားသူဝင်းကြီးချုပ်ရုံရဲ့အတွင်းဝင်ကိုလက်အောက်ကဝန်ထမ်းတွေကငွေကြေးအလွဲသုံးစားလုပ်တယ်ကိုကျိုးအတွက်သုံးနေဆိုတဲ့ဆွဆွဲချက်နဲ့တိုင်ကြားမှုတွေလည်းခုရက်ပိုင်းတွင်မှပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ တိုင်ကြားမှုမှာဆွဆွဲပြောဆိုထားတဲ့အဖြစ်အပျက်တွေကအခုရက်ပိုင်းခုလပိုင်းမှာမှဖြစ်ပျက်ခဲ့တာမဟုတ်ဘဲအရင်ကတည်းကဖြစ်ပွားလာခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပြီးအခုလို NUG ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုအပ်တဲ့အမြင်တွေအယူအဆတွေကြဲကြဲပြန့်ပြန့်ပေါ်ထွက်လာချိန်မှာလူသိရှင်ကြားတိုင်ကြားလာတဲ့သဘောလူယူဆရပါတယ် NUG အစိုးရကိုနိုင်ကလည်းပြုပြင်ပြောင်းလဲဖို့အစည်းအဝေးတရက်ကိုပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်သို့မဟုတ်စက်တင်ဘာလပထမပတ်ထဲမှာကျင်းပခဲ့တယ်လို့သတင်းထုတ်မှဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ NUG အစိုးရအဖွဲ့ဘက်ကတော့အစိုးပါစည်းဝေးရဲ့ရလဒ်နဲ့ပတ်သက်လို့၂လကျော်၃လနေပါရှိလာတဲ့အချိန်ထိပြည်သူလူထုကိုထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ဝင်ကြီးဌာနအချုပ်ကကော်မရှင်ဦးစီးဌာနအသွင်မျိုးပြောင်းလဲမယ်။ဝင်ကြီးချုပ်ရောအောင်ကိုပြောင်းလဲထားရှိမယ်ဆိုတဲ့ပြောဆိုမှုတွေရှိနေပေမဲ့ NUG အနေနဲ့တိတိပပတရားဝင်ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။လူခွင့်ရေးဝင်ကြီးဌာနကိုကော်မရှင်အဖြစ်အသွင်ပြောင်းဖွဲ့စည်းတာမျိုးတည်င်းချို့မှာဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ခုရဲ့ပိုင်းမှာတော့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝင်ကြီးဖြစ်သူကသူ့အနေနဲ့ NUG ကနှုတ်ထွက်စာတင်ထားပြီးဖြစ်ကြောင်းကိုသတင်းမီဒီယာတခုကိုဖြေကြားခဲ့ရကမကြာခင်လပိုင်းကပြုလုပ်ခဲ့တဲ့ NUG ပြည်ပြောင်းလဲမှုအစည်းအဝေးပြီးနောက်အခုလိုနှုတ်ထွက်စာတင်ခဲ့တာလားလို့ယူဆစရာလည်းဖြစ်ပါတယ်။ NUG အနေနဲ့ဖွဲ့စည်းပုံအရပြုပြင်ပြောင်းလဲမှုတွေကိုဆုံးဖြတ်သဘောတူပြီးပြီလို့ယူဆရပါတယ်။ Belgian နိုင်ငံ Brussels မြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးကနေဝင်ကြီးဌာနဖွဲ့စည်းပုံ ကြစ်လက်တဲ့ဆိုရဖြစ်အောင်ပြောင်းလဲဖွဲ့စည်းတာတွေလှုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ကချမှတ်ပြီးပြီဖြစ်တယ်လို့ယူဆရပါပဲ။အများပြည်သူကိုအသိပေးခြင်းမရှိသေးတဲ့သဘောထားဖြစ်ပါလိမ့်မယ်။ NUG ဖွဲ့စည်းကိုနိုင်ပြုပြင်ပြောင်းလဲရေးနဲ့နောက်ကျောင်းရာတစ်ခုကຫນွေဥတော်လန်ရေးတနည်းဆက်အနာရှင်စနစ်အဆုံးသက်ရေးအတွက်လမ်းစဉ်တွေနဲ့ပတ်သက်လို့လည်းပြန်လည်သုံးသပ်ပြင်ဆင်ဖို့လိုအပ်လိမ့်မှာဖြစ်ပါတယ်။ဆေးအနာရှင်စနစ်ခြုံငင်းရေးကိုလက်နက်ကင်လန်းစင်နဲ့အောင်မြင်မှုရသည့်အထိလှုပ်ဆောင်မဲ့လန်းစင်လား ဲ့ဒီလိုလှုပ်ဆောင်ရမှာလေဘဲဖွဲ့စည်းတွေနဲ့တပ်ပေါင်းစုဖွဲ့မှာလေဘဲဖွဲ့စည်းတွေနဲ့မဟာမိတ်ဖွဲ့မှာလေစသဖြင့်လမ်းစဉ်တွေကိုလေပြန်လေတုံးသက်အတီးပြုဖို့လိုအပ်လိမ့်မှာဖြစ်ပါတယ်ဆရာနာဒိမင်ငါနဲ့အကြမှာတိုင်းရင်းသားလက်နက်ကိုင်းတပ်ဖွဲ့တွေနဲ့ NUG တို့ရဲ့ဆက်ဆံရေးကပိုပြီးအားကောင်းလာသလားသို့မဟုတ်ကြာဆင်းသွားသလားစတဲ့အနေအထားတွေကလည်းຫນွေဦးတော်လန်ရေးရဲ့အလားအလာပေါ်တက်ရောက်မှုတွေရှိစေမှာဖြစ်ပါတယ်။ တစ်တုံညာနှစ်ကွန်စစ်စီရေးမတိုင်မီဆက်ဆံရေးတစ်တုံညာနှစ်ကွန်စစ်စီရေးပြီးနောက်ကာလ2025ခုနှစ်ဆက်ဆံရေးအနေအထားတွေမတူတော့တာလဲတွေးကြရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖိအားမိမိတို့ဒေသကိုထိန်းချုပ်နိုင်ရေးနဲ့တင်းယူရရှိထားတဲ့နေမျိုးတွေကိုထိန်းသိမ်းအုပ်ချုပ်နိုင်ရေးတွေကိုထောက်ပြီးအပြည့်ရဲ့သဘောတူခဲ့ရတဲ့တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ရှိလာတဲ့နောက်မှာ NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဆက်ဆံရေးအပေါ်တက်ရောက်မှုတွေရှိလာစေပါတယ်။ အခုဖော်ပြခဲ့တဲ့အခြေအနေပြောင်းလဲလာတဲ့အခင်းကျင်းနဲ့မိမိတို့အဖွဲ့အစည်းကိုပြန်လည်ကြည့်လည်အောင်ဖွဲ့စည်းဖို့ NUG မှာတာဝန်ပေးခံရသူတာဝန်ယူသူတွေအဲ့ဒီယာဒူတာဝန်အတွက်လိုအပ်တဲ့ကြံ့ကျင်မှုရိုးသားမှုနဲ့တော်လှန်ရေးအတွက်ဆွလွတ်ပိုင်းခြားမှုတွေရှိဖို့လိုအပ်တာလည်းဖြစ်ပါတယ်။ မိမိတို့နေအိမ်တွေကိုစွန့်ခွာတင်းရှောင်နေရသူ၃တန်းကျော်၄တန်းနေပါနိုင်ငံကနေစွန့်ခွာပြီးပြပမှာကြာရလို့လောက်ကိုင်းနေကြရသူ၄တန်းကနေ၆တန်းထိရှိတဲ့မြန်မာလူထုအတွက်ငွေဥတော်လင်ရေးပေါ်ကြီးမားတဲ့မျောလင်းချက်တွေရှိနေကြတာဖြစ်လို့အဆိုပါမျောလင်းချက်တွေမပြတ်သုံးစေဖို့ကတော်လင်အင်အားစုတွေပေါ်မှာမူတည်နေတာလေးဖြစ်ပါရယ်ခင်ဗျာ thank you